စိမ့်ညံကူနဲ့စိမ့်ညံပထိုးငကယုံဖျားအနောက်ဘက်တတိုင်းမုံမှထွက်လျက်တောင်ဘက်သွားသောလမ်းဤရှေ့ဘက်ကက်လျက်ရှိသောကုန်းမြင့်ပေါ်၌ပထိုးငယ်တစုရှိသည်ထိုပထိုးငယ်သည်ငကယုံပေါ်တော်မူအမည်တွင်နေသော ပထိုးငယ်ဖြစ်သည်တဖန်ပေါ်တော်မူ၏အနောက်တောင်ဘက်၌ခြေထီမာမာကြီးရှိနေသောပထိုးမှာဆိုမင်းကြီးပထိုးဖြစ်၍ဆိုမင်းကြီးပထိုး၏တောင်ဘက်၌ဆိုမင်းကြီးအုပ်ချောင်းရှိသည် ဇုံမင်းကြီးအုတ်ကျောင်းမှာတောင်ဘက်ကားလမ်းအတိုင်းလာလေမြေမျက်နှာပြင်တစ်ဖြည်းဖြည်းမြင်လာတဲ့သို့ထင်ရသောနေရာကိုတွေ့ရလိမ့်မည်ထိုနေရာ၌စိမ့်ညက်ကူနှင့်စိမ့်ညက်ပထိုတည်ရှိနေသည်ဘန်ချ၆ကားလမ်းဘေး၌တည်ရှိနေသောဖျားများဖြစ်သည်စိမ့်ညက်ကူနှင့်စိမ့်ညက်ပထိုသည်ရှင်နေကြသည်ပကံဖျားများအနက်ကူနှင့်ဇေဒီပထိုကို ရှင်ကက်လျက်ကိုးကွယ်တည်ထားသောဖျားချို့ရှိသည်ကိုယ်ဖျားတဲ့တွင်ဗုဒ္ဓရုပ်ပွားတော်ကိန်းအောင်နေပြီးဇေဒီပထိုးတွင်ဓာတ်တော်စသည်တို့ကိုဖပနာထားသည် ရင်ကဘာရွာအနောက်ဖက်ရှိဖြက်ဆာရွှေကူနှင့်ဖြက်ဆာရွှေကူပထိုးတို့သည်ရင်းကဲ့သို့သော ပထိုးဖျားများဖြစ်ကြသည်စိညာကူနှင့်စိညာပထိုးမှာလည်းရင်းကဲ့သို့သောဂူနှင့်ပထိုးရှင်တွဲနေသောဖျားများဖြစ်ကြသည်စိညာကူဖျားကိုစိညာအမဖျားဟုခေါ်သည်ချက်တရားစု၌စိညာမိဖျားကိုးကွယ်တည်ထားသည့်ဖျားဟုဆိုသည်စိညာပထိုးကိုမူစိညာညီမဖျားဟုခေါ်သည် ရဲမီများကိုထောက်လေဘုရားနှစ်စုကိုညီမနှစ်ဦးတစုစီတည်ကြသည်ဟုယူဆရပေသည်မဆာရေးထိုးထားခြင်းမရှိ၍တည်ကြပြောပြနိုင်ရမှမူမလွယ်ပေအကံဖျား၌စိတ်ညံ့မင်းဟူသောအမည်နာမတစ်ခုတစ်ချိန်ပါလာသည်ကိုတွေ့ရသည်အရှင်အရဟံပြိဋိဘံပြုတော်မူလေရှင်ရဟံအရာကိုစိတ်ညံ့မင်းသားတော်မဟာထေကိုပေး၍သာသနာပံပြုရ၏ဟူ၍ဗန္နံရာဇဝင်စသည်တို့၌ဆိုထား၏ပကံသာသနာတမိုင်း၌ရှင်ရဟံနောက်တွင် ပကံတာတနာဥကံဖြစ်ချင်းရန်ထိုင်းနေရာကိုဆက်ခံသူသည်နရတူမင်းနှင့်ပတနာဖြစ်ပြီးတိမ့်ခိုကျွန်းကြသားသောပန်းတကူမထေသည်စိတ်ညံ့မင်း၏တားတော်ဖြစ်သည်ဟုဆိုသည်ဝင်းစိတ်ညံ့မင်းနှင့်ယခုဖျားအမစိတ်ညံ့ညီမမိကဲ့သို့ဆက်ဆက်မှုရှိသည်နီးတခြားစီပင်ဖြစ်သလိုစိတ်ညံ့ကူနှင့်စိတ်ညံ့ပထိုးပတ်ဝန်းကျင်တစ်ခွိုက်သည်ပကံ၏အလားဆုံးရှုမြောင်ခြင်းတစ်ခုဖြစ်သည်စိတ်ညံ့ကူနှင့်စိတ်ညံ့ပထိုးကိုအလေကထား၍တောင်ဘက်ခက်လန်းလာမှ၎င်း မြောက်ဖက်ခလန်းလမ်းမှ၎င်းတွေ့မြင်ရသောပကံရှုမြော်ခဲ့သည့်လွန်ကြည်နူးွယ်ကောင်းသည်ဇိညာကူပရား၏တိုက်မှပုံစံမှ၄တောင်ဖြစ်ပြီးဒီဘက်စလုံး၌အာယုံခံမုတ်ရှိသည်ကားလမ်းဘက်မှဝင်လေနောက်ဖက်မှဝင်ရသည်လို့ဖြစ်နေသည်ခြေတိုင်းဟောင်းကိုပြုပြင်ထားသည့်ဖြစ်၍တတိုင်းထိတ်ကြကြဝုန်းဝုန်းဖြစ်နေသည်တတိုင်းပေါ်တက်သွားပြီးလျှင်တတိုင်းအနောက်မြောက်တောင်နှင့်မြောက်ဖက်တတိုင်းပေါ်မှဇိညာကူနှင့်ဇိညာပထိုးကိုကြည်လင်အပေါ်မှစီး၍ကြည်ကြီးဖြစ်၍ဂူနှင့်ပထိုး၏ပုံပန်းတံတန်းကို မြေပြင်မှကြည်ချင်းထက်ပို၍ကွက်ကွက်ကွင်းကွင်းပေါ်လာသည်အတွင်အနေပိုင်း၌ဒတိုင်းတစ်ထပ်ရှိသေးသည်ဂျင်းအတွင်ဒတိုင်းဖြင့်ဖျားနှစုကိုပေါင်ခတ်ထားသလိုဖြစ်နေပေသည်ဒတိုင်းတွင်း၌တည်ရှိနေသောဖျားနှစု၏ပတ်ဝန်းကျင်၌တပင်နှင့်အခြားဖျားများမရှိဘဲဂျာကင်းများသာရှိနေသည်ဖြင့်မြေသည့်ရှူထောင်းကကြည်ကြည်ဖျားနှစုကိုကာကွယ်အစည်းတမရှိဘဲရှင်းရှင်းလင်းလင်းပြက်ပြက်သားသားတွေ့မြင်ရသည်ဝန်ကူ၏အာယုံကံမုံများအတွင်းနှင့်လေမန်တိုင်းစင်းကြံပတ်လေမုတ်ခုံးနယံများ၌ ဇက်ဒေါ်လာဇလန်းဆက်ကွက်များကိုတရုတ်ခေါ်ထားသောပကန့်ခေပကြီအမှုပညာလက်ရာများနှင့်ကနုတ်ပန်းလက်ရာများရှိသည်။အချို့မှာပျက်စီးသွားပြီဖြစ်တော်လဲကြံတလောက်ကြံရှိနေသေးသည်။စိန်ညာပထိုး၌လည်းအင်္ဂလိပ်ပန်းစသောအမှုပညာလက်ရာများရှိသည်။ယေအမှုပညာလက်ရာများသည်စိန်ညာကူနှင့်စိန်ညာပထိုး၏အစဉ်တစားများတစ်ပွဲဖြစ်နေကြသည်။စိန်ညာပထိုး၏ဤသူကလက်ရာကစိန်ညာကူထပ်ပင်ပို၍လက်ရာမြောက်သည်။စိန်ညာကူ၏မုတ်ပေါက်၄ပေါက်အနက် ဒီကအပေါက်မှနောက်ဖက်လှည့်နေသည်ဒုံးရံတိုင်းပဲပြစရာဆင်းဆင်းရှိနေပြီးဝီးအထွတ်သည်ဒေါင်လေးတောင်ကိုအခြေခံထားသည်ပြစရာဆင်းဆင်း၌ရှိနေကြအတိုင်းဒေါင်ဆိုင်စေသည်လမ်းလေကကုန်းတောင်များရှိကြသည်ဇိညာပထိုးတွင်အောက်ခြေ၌လေးတောင်ပြစရာသုံးဆင့်တက်သွားပြီလေပေါ်ပိုင်းကိုလည်းအောက်ခြေပြစရာအဆင့်အရွယ်များနှင့်လိုက်ဖက်အောင်တိဆောက်ထားသည်ဆရာ3000ဤ1400တိုင်းဒီဟိုပုံစံပထိုးငယ်တစုစီပောက်ထားသည် ဈိညာပင်မပထိုးသည်ပင်တိဟိုပုံစံဖြစ်သည်တိဟိုပုံစံတည်ထားသောသဗ္ဗရာပထိုးနှင့်ရှင်ကြည်လင်ရင်းအချက်မှာတိတာထင်ရှားသည်ဒုတိယပစ္စယဒေါန်းဆိုင်ပထိုးငယ်များ၏အောက်ခြေရှိပြင်ပမျက်နှာပြုနေသောချင်းသိပ်ရုပ်များသည်ပထိုးကိုတင့်တယ်ခံကြအောင်ဖန်တီးနေကြသည်ပစ္စယဆင်းဆင်းနှင့်ပေါ်ပိုင်းတိခရခေါ်အထူးဤဂျားတဲ့တွင်ရှိသောခေါလောင်းပုံကိုဘလူးပန်းဆွဲပန်းတောင်ပန်းတဲများဖြင့်ပတ်ရထားသည်ခေါလောင်းပုံ၏အောက်ခြေ၌ကြာဖက်နှစ်ထပ်ခံထားသည် ဘေးမနာရှိမုတ်ကတ်ချိုင်များတဲ့တွင်ဗုဒ္ဓဆင်းရဲတော်တဆူစီဆံပယ်နေကြသည်အနောက်ဘက်မုတ်ကတ်ချိုင်အတွင်းမှဗုဒ္ဓရုပ်ပွားတော်သည်ဓမ္မစကြာမုဒ္ဒရာအဖြစ်ဖြင့်ပျက်စီးခြင်းမရှိသေးဘဲတည်ရှိနေသေးသည်ကိုတွေ့ရသည်ဗုဒ္ဓရုပ်ပွားတော်၏မုဒ္ဒရာအမျိုးမျိုးရှိသည့်အနေမိဂရာဝုန်၌မေသဝကီ၅ပါးတို့အားဓမ္မစကြာတရားဥဟောနေပုံဓမ္မစကြာမုဒ္ဒရာဖြစ်သည်ယခုမိဂရာဝုန်ပြတိုင်း၌ထားရှိသောဓမ္မစကြာမုဒ္ဒရာရုပ်ပွားတော်သည် ဓမ္မစัจ जा မူရယုတ်ပွားတော်များအနက်ရှေးအကြဆုံးလက်ရာတစ်ခုဖြစ်ဟန်တူသည်မိဂရာဝံမူလကန္နာကိုရီဖျားကြောင်းထဲတွင်ပူဇော်ထားသောဓမ္မစัจ जा မူရယုတ်ပွားတော်သည်မိဂရာဝံပြတိုက်တွင်ထားသောပင်ရင်ဓမ္မစัจ जा မူရယုတ်ပွားတော်ဤပုံတူတာလင်ဖြစ်သည်အခြားဓမ္မစัจ जा မူရယုတ်ပွားတော်များလည်းထိုပုံအတိုင်းပင်ဖြစ်ကြသည်ခါလောင်ပုံဤတိခရခေါ်အထုအောက်ခန္ဓာတောင်းအစဉ်စဉ်ကိုမြောင်းလိုက်မြောင်းလိုက်ပေါ်ထားသည် ရင်အောက်ခံ၏အပေါ်၌တရပီးတရဖော်ထားသော ဖောင်းရင်များသည်ထိပ်ဖြားသူအထိတက်သွားကြသည်။ရံဖျားများတဲ့တွင်ရင်ပုံစံပထိုးမှာဖြတ်ဆရွှေကူပထိုးနှင့်ဤစိမ့်ညက်ပထိုးမှဆူသာရှိသည်။ပကံခိတဲ့သည်စိမ့်ညက်ကူနှင့်စိမ့်ညက်ပထိုးပရဝုန်အတွင်းမှထွက်ခွာလာသည်။တို့ရတွင်အချိန်တမယနှင်းမုံများပိတ်ဖုံးလွှမ်းခြုံထားသောတမိုင်းတွေကစိမ့်ညက်ဖျားအမညီမနှဖော်ကုန်မူနေပြောက်မထိုးနိုင်အောင်ပင်ရှိနေသေးသည်။